တတော်တွေကဂူတကူမှာဒရာဆာဟာနုံနုံချင်းဒီနေ့ရဆဲအနှောင်းနေလို့အမတ်သားလုလိုက်တယ်။သူသွားတိုင်နေတော့လေးပြန်တန်ကိုကြားတော့စနိုက်ပါကိုတင့်ပြင်းလိုက်တယ်။ကိမတ်နဲ့ကတိတ်ကူဝေးကွာလို့နေတယ်။ဒါပေမဲ့လင်မယားနဲ့ရောလင်ဘောကဆင်းလာတဲ့အချိန်မှာတော့သူ့ပြစ်မှတ်မျိုးသားကအတင်းအဆောင်မရှိပြစ်ချနိုင်လိုက်ပါတယ်။ဒရာဆာရဲ့မျက်နှာမှာအောင်ပွဲခံတဲ့မန်မာနာမျိုးကိုမတွေ့ရ American Maro Sipian Liban ဟာအိမ်မက်ဆိုးကလေ no လာပဲသူက Marine ရေတပ်သားဟောင်းလည်းဖြစ်ကဘာကျောက် sniper တဦးလည်းဖြစ်တယ်ဒီအချိန်မှာရေတပ်စခန်းကိုချက်ချင်းလာဖို့အကြောင်းကြစာရုတ်တရက်ဝင်လာပါတယ်ချင်းဆိုထားတဲ့ခန်းကိုရောက်တော့အမျိုးသမီးကြီးကခန်းတက်ကလေကာနယ်ကိုထွက်သွားခိုင်းတယ်ငါဘသူလဲသိသလားတဲ့ခမရအသက်ရွယ် Marine ကာနယ်ကြီးကိုထွက်သွားခိုင်းတာကိုကြည့်အချီးတဲ့ရာရှိဖြစ်မှာပေါ်လူဖြေးလိုက်တယ်ဒီတော့ရာရှိဘာတလူမီကလက်ဖြောက်တပ်သားအနေနဲ့ကပြတ်မှု139ခုစီးရင်မှတွေ့တယ်ဒီပိုင်းကတကယ်ခင်းငယ် နန်ကစစ်ကဒီတဲ့ပူများတယ်တဲ့ဆေးသုံးကလာအဝေးကြီးကလူတယောက်ကိုဆေးသုတ်ထားရင်မှန်အောင်ပြည့်နိုင်ဘူးဗျနင်းမရှိရင်အသက်မရှင်နိုင်မဲ့သူရှိလားမရှိပါဘူးလီဗန်ကိုလုံးခုအတွက်အင်တာဗျူးနေရဆိုတာသိတာလှပါတယ်ဒွာစာတင်ဆိုင်တဲ့ကိုရောက်တော့မိခင်ရဲ့အုပ်ကူမှာကိုရီးယန်ဒီနေတယ်ဖခင်ကိုတွေ့လို့ပွက်ဖက်အုပ်ကူပုံပန်းတွင့်တင်လိုက်တယ်ဒွာစာကသူ့ရဲ့နောက်ဆုံးမစ်ရှင်ပြည့်ရင်သူစိတ်ကစားရရဖို့အတွက်သူပြစ်ခဲ့တဲ့ကြီးစံကူကိုဖခင်လက်ထဲအပ်လိရှိတယ်သူအိမ်လို့မရဘူးလို့လည်းရင်ဖွင့်တယ်အဲ့ဒီနောက်ဒွာစာ ာကသူ့ကိုတနည်းလောက်ခြေအဖြောက်ခွဲနေပြီလို့အတိပေးလိုက်တယ်။ဘာမှမတက်နိုင်။သူ့ဖေကကင်းစာဂိတ်ဆုံးစင်ရောက်နေလို့သူ့မိမနောက်ကိုခက်မြညာလိုက်ချင်နေပြီ။လာမယ့်ဖေဖော်ဝါရီလ14ရက်နေ့ဖလန်တိုင်းနေမှာသူ့ကိုသူပြစ်တတ်ပြီးသူ့မိမဘေးမှာလဲလဲအောင်တော့မယ်လို့ယတိဘက်ပြောနေပါတယ်။စက်တင်ဘာလ ဒီဘက်ကမေစင်းရှင်နဲ့ပတိုင်ငယ်မူဝေနေင်းကဒင်းတဲကနေနိုးလာတယ်စစ်တီတူကသူ့ရဲ့လက်ပွေကိုစကန်ဖတ်ပြီးသူ့ပိုင်းနဲ့ပစ္စည်းတွေကိုအကုန်အပ်ခိုင်းတယ်၃မိနစ်နေမပြန်တမ်းရစုံမှုရောက်ပဲအဲ့ဒီကနေမြောက်ဖက်38ကီလိုမီတာကိုကိုရိုင်းချင်းလင်းသွားရမယ်အခုဘယ်နေရာကိုရောက်နေလဲဆိုတာကိုပြောခွင့်မရှိဘူးတဲ့ဒီတော့သူလေရင်ပေါ်ကနေခုံချပြီးလေဒီနဲ့ညီပင်ကိုဆင်းရတယ်မြစ်တွေကိုဖျက်ကြောက်ဆောင်တွေကိုခဲရခဲစစ်တက်ရတယ်တတ်မှတ်တောင်တန်းပေါ်ရောက်လို့ဝင်းချီကိုဖက်ခတ်နေတော့ဂျက်စပါဆိုတဲ့တော်ဝင် marine ကိုမနူက နာမိတ်ဆက်တော်သူကပုဂ္ဂလိကကန်ထရိုက်လို့ပြောပြလိုက်တယ်။တနည်းလုံးလုံးလူဆိုလို့ဒီဗိုင်းကိုပဲအခုမှစကားပြောခွင့်ရလို့ Jasper ဝမ်းသာနေတယ်။မေ့ကြည့်တော့သူလည်းအခုဒီနေရာကိုမသိရဘူးတဲ့။သူရောက်လာတော့ Jasper ပြန်ရတော့မယ်။သိတင်တာတွေအကုန်ရှင်းပြန်ပဲ။ဟိုမှာမြင်နေရတာကရုရှားတွေထိန်းချုပ်တဲ့နောက်ဘက်တာဝါ။သူတို့ကရှေ့ဘက်တာဝါကရားမှာမြေတွေပိတ်နေတဲ့ခြောက်ကမ်းပါကြီးမြောက်နဲ့တောင်ဘက်မှာတော့မိုင်းတွေရှိလို့သူတို့မကွာပြစ်ဘူးတဲ့။စက်ခင်းတဲ့တခင်းရှိတယ်။အသားစားကြရင်တော့တောထဲမှာရှာစားရမယ်။ ဟိုဘက်ချင်းနဲ့လည်းဆက်သွယ်ဖို့ခွင့်ပြုထားဘူးတဲ့တခါတလေဂျုံးတွေကိထောက်လာတတ်ပေမဲ့ဘေဘက်ကဘာလာလို့ဘာမှမသိရသူတို့အလုတ်ကတက်ရှိတွေနင်းပြစ်ချဖို့တက်တက် ဒီဘက်ကလမ်းဘေးခွဲတုတ်တင်ရတဲ့ပုံစံမျိုးလိုတွင်းမိတယ်။ဒါပေမဲ့လေကြောင်းကိုချက်ပြပန်ကြားရင်တော့ခွေပြေဝဘီပြေတော့လို့အထက်ကမှားထားတယ်။ဒီနေရာကဒုတိယကဘာစစ်ကြီးပြေးခဲ့တဲ့ကရှိခဲ့တာ။ဂျက်စပါကဂျေခွက်ကိုကြောက်ထဲကိုပြစ်ချလိုက်တယ်။ကြောက်စရာတန်ဆိုးကြီးတွေခက်သက်သက်ထွက်လာတာကိုလီပိုင်ကြားမိလိုက်တယ်။ဂျက်စပါကအဲ့ဒါဗလာလူသားတွေတစ်ချောက်ပင်လူသားတွေ1940ပြည့်နှစ်တုန်းကဒီကိုစစ်တပ်သုံးတပ်ပို့ခဲ့ဘူးတဲ့။မြစီစစ်တီပေါင်း2400တယောက်မှပြန်ပလာခဲ့ဘူး။ဒါကမှလက်ဝဲချက်စစ်ရှေ့ကလာဆောင်တဲ့ သူတွေစီကလည်းလက်ဆင့်ကန့်ခဲ့တဲ့စကားအထက်ကတော့ဘာတခုံးမှတိကွမပေးထားဘူး Jasper ကငါတို့ဟာ John ငယ်တကားဝကတကားမှုတွေနဲ့တူတယ်လို့တင်စားနေပါလေနောက်မနေ့မှ Jasper ဟာတတ်မှတ်နေရကိုတွားပြီးသူ့ကိုပြန်လာခေါ်တဲ့ရဲရင်မှာ Jutala နဲ့အပေါ်ကိုဆွတ်တင်ခံရတော့သူ့ ID နံပါတ်နဲ့စကားဝတ်ကိုဟိုကစီးနေတယ် Jasper မှာခိုင်လုံးနဲ့အတီးပြည့်ချက်ကလေးရရောကိတ်တာဝန်ကြီးတယ်ဂျေဆုပဲဆိုပြီးသူ့ကိုစနက်နဲ့ပြစ်ချနှုတ်ဖိတ်လိုက်ပါတော့တယ်တဆက်ကျဘာတော်လူမိစီကိုလူလဲပြီးပြီလို့သတင်းပို့ ိုးလိုက်တယ်။ကြောက်ငရဲ့တကားဝအတွက်နတ်ခွဲကလက်မဲကြီးတွေဟာပနစ်ကခိုင်းစားပြီးသတင်းမပေါက်ကြအောင်ခုလိုပဲဖက်ပြစ်လေးရှိတာဘူး။လီပိုင်တို့လိုလူတွေမသိခဲ့ကြပါဘူး။အောက်တိုဘာလ ရန်နဲ့ညတွင်လီဘက်ဟာသူ့စခန်းမှာအသားကျလာတယ်။နယ်နိမိတ်ကိုဆန့်စစ်၊လက်နက်ကိုစစ်စစ်၊ရက်30ပြည့်အစီရင်ခံစာကိုလှိုင်းအောင်ကြတော့တစ်ဖက်ကလူတူရှိမဲ့တုတ်ပြန်တယ်။တရက်မှာခလန်းလန့်ကကျွတ်ဆက်တန်ကြလူမရှိတာဝါကိုမှန်မြောင်းနဲ့လှမ်းကြည့်လိုက်တော့ခိုးဘက်ကအလူကမြို့သမီးဖြစ်နေတယ်။လူကောင်တေးတေးနေရွယ်ပြီးပါနဲ့ပုံလဲရတယ်။ဒီလိုနဲ့ထုံစံတိုင်းအိမ်မက်ကနေလန်တို့လာတဲ့ညတစ်ဖက်ကိုလှမ်းကြည့်လိုက်တော့ဟိုမြို့သမီးကသူ့ဘက်ကိုငေးကြည့်နေတာတွေ့ရတယ်။သူ့လိုပဲညဘက်တွေအိမ်မပြောတဲ့သူများလား။ နိုဝင်ဘာလကိုရောက်လာပြီးဒရာစားသသူ့မွေးနေကိုတကောတော့ကျင့်ပတ်နေရတာစိတ်လေလာတာနဲ့မနောက်ဘက်တာဝါကိုလှမ်းကြည့်လိုက်တော့ဒီပိုင်စားဖက်နေတာကိုတွေ့တာနဲ့သူ့ကိုအိုင်အောင်စိတ်လာအောင်တန်တပ်ပြန်ပေးလိုက်တယ်ဒီပိုင်လှမ်းကြည့်လိုက်တော့နာမည်ဘလို့ခေါ်တယ်လဲလို့စာရေးပြီးထောင်ပြနေတယ်ဒီပိုင်ကလည်းငါတို့ချင်းချင်းဆက်သွယ်ဖို့မရှိဘူးလို့ပြန်ရေးပြလိုက်တော့နတ်နာမည်ဒရာစာဒီရင်ငါပွေးနေငါလို့ချင်တာလုပ်မယ်လို့ကြည်ကန်ကန်ပုံစံနဲ့စာပြန်ထောင်ပြတယ်ဒီပိုင်သဘောကျသွားပြီးရက်တစ်ခွက်ကူးငှက်သူ့နာမည်ကဒီပိုင်မင်းမို့နေအတွက် ဘယ်လောက်ဆောင်မလားဆိုတော့ဂျရာစာပျော်သွားပြီးသူ့ဘီယာပလင်းကိုမြှောက်လိုက်ပါတယ်။ဘာကျွမ်းတယ်လဲလို့ထမေးတော့လက်ဖြောင့်တယ်လို့ဇီဗန်ကကြွားလိုက်တယ်။ဘယ်လောက်တော်တယ်လဲဆိုတာကြည့်ရအောင်သူ့ဘလင်းကိုလှမ်းပစ်ခိုင်းတယ်။ဇီဗန်လည်းပြင်းမလို့လုံနေတော့ဂျရာစာကသူ့ရက်ခေါက်ကိုလက်ဖြောင့်ဖြောင့်နဲ့ဥအောင်ပြပြလိုက်တယ်။ဇီဗန်မာနကိုထိလို့ဘီယာပလင်းကိုချက်ချင်းပြန်ပြစ်ပြလိုက်တယ်။ဂျရာစာပုံပြီးဥမျိုးလာတယ်။ပလင်းစစ်တလုံးကောင်းပေါ်တင်ပြီးဇီဗန်ကိုပြစ်ခိုင်းတယ်။ ချက်ချင်းပဲပျော်ရွှင်နေတဲ့ဒရာစာရဲ့နင့်တာရုတ်တရက်တည်ယူရတယ်။ဒီဘက်ကလည်းအောက်ကမူကြည့်ဖို့ချက်ပြလိုက်တယ်။ကျောက်ကဘာမှာသရွေချောက်လူသားတွေဟာသူတို့တာဝါရှိရဘူး။ကုတ်ကတ်တက်ဖို့ကြိုးစားနေတာတွေ့ရတော့လီပိုင်လိုက်ချက်ချင်းပဲပြစ်ချလိုက်တာမိုင်းတွေပါပောက်ကွဲသွားတယ်။တာဝါကိုတွေ့တက်နေတဲ့နောက်ကောင်တွေကိုဒရာစာက heavy bullet တွေနဲ့အကြာကြီးကူပစ်ပေးရတယ်။ဒရာစာရဲ့မွန်းနေပွဲလေးပွေးဆူလာပါပြီ။အနောက်ကကောင်တွေငင်းကြသွားတယ်။ဒါပေမဲ့ဒရာစာကသူ့ဘက်မှာတခုခုမှားရနေတယ်လို့ခံစားမိသွားတယ်။ရုတ်တရက်နွယ်ပင်တွေဖ ုံးနေတဲ့လက်သေးတွေတူတာဝါကိုစုတ်ခိုင်လာလို့ဒရာစားကချစ်ချင်းပဲအဲ့ဒီတရဝါကိုပြစ်ချလိုက်တယ်။နောက်ထပ်တစ်ချောက်လူသားတွေဖတ်တက်လာတော့ဒီချိန်ကားွယ်ပေးရတဲ့သူကလီပိုင်ပြန်ဖြစ်သွားပါတယ်။လေစာစနစ်ကိုဖက်မိတဲ့ကောင်တွေကိုလည်းအော်တိုဆက်လက်တွေကဝိုင်းစော်ကြလို့စစ်ပွဲငယ်တစ်ခုလိုတာကိုဖြစ်သွားရတယ်။အာယုံတက်ချိန်တိလီပိုင်ရောဒရာစာပါနားယူဝင့်မရကြ။အခုတော့သူတို့ဘာကိုရင်ဆိုင်နေရတယ်ဆိုတာသိသွားကြပြီ။ဒရာစာကသူ့တရားကိုစေးထက်ပြီးတော့ဒါဟာသူ့ရဲ့အကောင်းဆုံးမွေးနေ့ပဲလို့စလန့်ပြတယ်။လီပိုင် ရေမိသေးတယ်အလစ်ရောင်ရတာနဲ့လီဗန်လဲကြောက်ကမ်းမမတွဲလောင်းခူရင် မိုင်းတွေကိုပြန်စင်နေတော့ဒရုန်းတစ်စင်းကသူ့ကိုမနီးကက်လာခဲ့ခတ်တာနဲ့ဂျုံရတယ်ဒီဇင်ဘာလခရစ်စမတ်လာပြီပြီဒီဘိုင်ကဝတ်တိချပင်တပင်ကိုမီးလုံးတွေလှဆင်ပြီးမယ်ရီခရစ်စမတ်ဒရစာလူစာချိတ်ထားတာတွေ့လို့ဒရစာပျော်သွားတယ်သူတို့ပေါ်ပြေးရင်းနှီးလာကြတယ်ချက်စတိုရန်ကစားကြသလိုနေ့ပမာသချင်းကြယ်ကြီးဖွဲ့အုတ်ခွက်တွေကိုဒရလိုလုတ်ပြီးတိခတ်ပျော်ရွှင်ခဲ့ကြပါတယ် ဖေဖော်ဝါရီလ14နေ့မှာတော့ကင်းလေချိန်မှာတဖက်ချမ်းကဒရာဆာကိုမမြင်ရတကယ်တော့ဒရာဆာကသူ့ဖက်ကလူလောက်ကတည်းကစွန့်ခါပွားတဲ့နေ့ဖြစ်လို့ဝမ်းနဲ့ပူဆွေးနေတာပါညဘက်ဒီပိုင်ကဘာဖြစ်လို့လဲလို့ဖလန်းမိတယ်ဒရာဆာကဒီနေ့တိုက်ခတ်ခဲတဲ့နေ့တနည်းနည်းနဲ့နေကနာမှာရှိရင်စိတ်ကောင်းမှလို့စာထောင်ပြတယ်စာကြည့်လိုက်နေမှာစွန့်ဝင်သူတာအောင်မြင်မှုကို သိလိမ့်မယ်ဆိုတဲ့စာသားဒီပိုင်ရက်ချနေပြီသူစွန့်ခဲလိုက်တယ်ဒရာဆာကဒီပိုင်ဘာလုပ်နေတယ်ဆိုတာကိုသိသွားချိန်မှာပဲဂျိုးတက်လန့်နဲ့ဒုံးကြီးကအရှိတ် ကိုထိုးကြလာတယ်။ဒရာဆာလည်းမိသက်စေဘူးကိုယူပြီးအမျက်မိညင်ကျူးကိုခိုင်ခိုင်ချီလိုက်တယ်။ဒီဘက်ကိုပြန်ကြည့်လိုက်တော့ဘင်းညာညစာတူစားကြမလားတဲ့။ Yes ပေါ့။ ဇီဘတ်ဟာရင်ဘတ်မှာပန်းတွေကိုထိုးပြီးကျိုးကိုစပ်သီးတဲ့အရှိန်နဲ့ခုံချခေါ်လိုက်တာအလဲမငိမ့်မိရက်သွားလို့လက်အားကိုနဲ့ပဲကပတ်ကိုရောက်အောင်ပင်ပင်ပန်းပန်းကူးသွားလိုက်ရတယ်တွေ့တွေ့ချင်းလီဘန်ကဒရိုက်ဆာကိုငေးကြည့်တယ်ရုံသားပိုင်မုတ်လှုပ်ထားတယ်လို့ပြောနေတာကလည်းဆက်ငဲကြည့်နေလို့ဒရဆာရှက်ပွားတယ်ပန်းတွေကိုဖေးလိုက်ချိန်မှာဒီဘိုက်စီကလေချွေးစော်နန်လုံးလို့မတက်မတာဖြစ်သွားတော့လီဘန်ကအလဲမရက်သွားလို့လက်မောင်းအောက်ကိုလာခဲ့ရတယ်လို့ရှင်းပြလိုက်တယ်ဒီတိုင်းဝင်ခွင့်မပြုနိုင် ရေးရင်ချုံခါ လိုက်တယ်။အိရှင်လိုကြရေချိုးပြီးထွက်လာတော့ဒရာစားကဝစ်စားတွေဟူတမင်ခဝဲဝဲမှာပွားလန့်ထားလို့ဒီပိုင်းဗလာလူသားဖြစ်သွားရတယ်။ဒါကဒရာစားက CCTV ကနေစောင့်ကြည့်နေသေးတယ်။ဟွန်းသူလူခဲခတ်ပုတ်ကတမျိုးပဲ။ ညစာဆိုင်သူတို့ဒီနေရာကိုဆွေးနွေးကြတော့မြောက်စလုံးဖြတ်တန်းပုံချင်းကအတူတူပဲဖြစ်နေတယ်။ဒီပန်ကဒရာဆာကိုငေးကြည့်မိပြန်တယ်။ငါချက်လာလုံးလုံးခိုးဘက်ကနေငေးကြည့်ရင်ဘာတွေးမိတယ်လဲသိလား။ကျမကိုဘလို့ခိုဟာလို့ရမလားလို့တွေးနေတာမှလားတဲ့။ဇီပိုင်ဝိုင်းသီးသွားတယ်။ဒါလည်းပါပေမဲ့နောက်ပိုင်းမှပါလို့စိတ်ထဲကရှိတဲ့အတိုင်းပြောလိုက်ရတယ်။ပတိထက်မေးတော့မှသူစဉ်းစားတာဒီနေရာရဲ့သေးဥမှန်ကပါလေတဲ့။ဒီတော့ဒရာဆာကသူ့မမွေးခင်ကသူ့ဖေကကြည့်ကြည့်ပြီးပြောပြတာကအမှန်တရားကိုသိမသိခြင်းနဲ့ အမှန်တရားသိမ်းရလို့ရင်လူကိုဝမ်းနဲ့စေတတ်တယ်ယူသူစေတတ်တယ်တဲ့ဒီဘိုက်တော့ဒါဟာအမှန်တရားကို ဖုံးကွယ်ခြင်းသာဖြစ်တယ်လို့ခံယူတယ်သူကဖုံးကွယ်လို့မရတဲ့အရာသုံးခုရှိတယ်နေရလရအမှန်တရားရအဲ့ဒီဒသနာကိုသူကခံယူထားသူမဟုတ်ပါလား ဂျွာဆာကဘာကြောင့်စနိုက်ပါသမားဖြစ်ချင်တာလဲလို့မေးတဲ့အခါဒီပန်ကသူ့ဖေကသူ့ကိုအမဲလိုက်နေနဲ့ပြစ်ခတ်မှုနုပညာကိုတံပိုးထားတောင်းတင်ကြပေးခဲ့တယ်။ဒါပေမဲ့အခုတော့ပြစ်မှတ်ကိုချိတိုင်းအရင်လိုပျော်ရွှင်မှုမရတော့ဘူး။ဘာကြောင့်လဲဆိုတော့သူဖြစ်စေခဲ့တာနားကျင်မှုတွေပဲဆိုတာကိုမတွေ့ပဲမနေနိုင်လို့ပါပဲတဲ့။ဒီတော့သူတို့နှစ်ယောက်ကြားမှာတူဦးနဲ့တူနှလုံးသားချင်းပါဟိုနီးတွားကြပါတယ်။နောက်တနေ့မနေ့မှာပြန်တန်းဒီဂျွာဆာကယုံသားပိုင်မှုကြိုက်သလားဆိုတော့တိတ်ကိုချစ်တာလို့ဒီပန်ကပြောချလိုက်တယ်။နမ်မိကြပါ ြင်လေဇီဝိုင်းရိုမက်တစ်ဆန်ဆန်လေတဲ့တူလောက်ခုပြီးပြန်လာတော့အချင်းနေရုတ်တရက်ဆိုးသွားတယ်အနောက်ဘက်ချမ်းကမိုင်းတွေပောက်ကွဲပြီးတိရချောက်လူသားတွေလွစ်စင်ထွက်သွားသလိုဘုံတောက်လဗိုင်းခိုးထားတယ်ကျိုးလည်းပြက်ကျသွားတယ်ချက်ချင်းသတိဝင်လာပြီးလူဝတ်တဲ့ပစ္စည်းတွေကိုယူလေရီနဲ့ချောက်ထဲကိုခုန်ချလိုက်တော့အောင်ပါရေးပင်ရှိနေတယ်လူသားနှစ်ယောက်ငဲတကားဝစီကိုရောက်သွားတာပါပဲလေရီကရေအောက်ကချောက်တုံးတွေနဲ့ညက်မိ ရေမျက်နှာပြင်ကိုတက်ဖို့ကြိုးစားရင်နောက်ဆုံးမှာမတော်တဆသူ့ရဲ့ elevator မြောက်ချေကိုလွတ်ကျသွားစေတယ်။ဒီပိုင်ကတော့တကိုင်းတစ်ခုမှသောဒိုးကြီးပြန်သတိရလာတဲ့ချိန်အရာမကင်းချင်များကြီးလိုတန်းကောင်ကြီးကသူ့ကိုခုံအုပ်တော်မှာမို့တနက်နဲ့အမြင်ပြချလိုက်ရတယ်။ဒီတန်ကို dresser ကြားသွားချိန်လီပိုင်ပြုတ်ကျသွားတဲ့နေရာမှာ minute trust လို့ဒူကိုကက်စီနဲ့ခွာမရအောင်ကပ်ပြီးလက်သေးဂျွန်လေးနဲ့ဖိငယ်စားတော့မယ်။နောက်တစ်ခေါက်လဲထပ်တိုးသွားတယ်။သူလှုပ်လေကက်လေမို့အရှုံးပေးရတော့မယ်ချိန် dresser ရောက်လာပြီး သဲတွေကိုပြစ်ချလို့အသက်ဘေးကနေလွတ်သွားရပြန်တယ်။တစ်ချောက်ပင်အိုကြီးတွေကြောင့်လွတ်လပ်ရှာနေချိန်မှာမြင်းစီတစ်ချောက်ဆွတ်ပြီးပုံးဦးကသူ့ကိုဓာတ်နဲ့ဝင်ပိုင်းလို့အသက်အပံတိုက်ခတ်ရပြန်တယ်။ငရဲစကားဝါမှာရှိသမျှသထဝါတွေတိုင်းကသူ့ကိုရမ်းမှုတယ်ဆိုတာထက်စားစရာအနေနဲ့အမဲချက်ဖို့ကြိုးစားနေတာသူ့တို့သတိထားမိသွားတယ်။အခုတော့သူ့ပိတ်မိနေပြီ။ဒီပိုင်းကတည်သွားတဲ့တစ်ချောက်ခေါင်းလေးကိုသတိထားကြည့်တော့အမေရိကန်ကပထမဦးဆုံးလေရီတက်ကဖက်ဒစစ်ကိုမြင်ပြီးအံ့ဩသွားတယ်။ဒရာစာသရီရှာ SAS နဲ့ ဲ့ရုရှားစပတ်နက်ဝစ်စုံသူကိုလည်းခိုဘက်မှာသူတွေ့ခဲ့သေးတယ်တဲ့သူတို့ဖို့တခုတည်းသောရွေးချယ်စရာညောင်းတိုင်းသွားကြည့်ဖို့ပါပဲစုပ်ပြက်နေတဲ့စစ်စခန်းလူကြီးရွာဟောင်းလူနေရာကိုရောက်တော့နိုင်ငံသုံးနိုင်ငံရဲ့အလံဟောင်းတွေကိုတွေ့ရခါဇီဗန်ဟောင်းဂျက်စပါပြောခဲ့မှုတဲ့1949ကျော်ကပျောက်ဆုံးမာမိတ်တွက်တွေနဲ့တကယ်ရင်ဆိုင်နေရပြီဆိုတာနားလေခွားတယ်ဘာကြောင့်ဒီလိုပျက်စီးသွားရလဲဆိုတာသူတို့နားမလဲစုပ်ပြက်ကန်ဂျေစာဖက်ရွာပြက်ကြီးတစ်ခုလိုပဲဖျားเจ้าတစ်ခုထဲမှာဆိုရင်တော့တချို့စစ်သည်တွေဟာဆိုင် င်ရနဲ့အစ်စ်ကိုသုံးပြီးကိစ္စတုံးလိုက်ကြတာကိုဒီပိုင်တွေ့လိုက်ရတယ်။ခုခုကိုစီရင်ဖို့ဆုံးဖြတ်ရလောက်သူတို့ဘာနဲ့ရင်ဆိုင်ခဲ့ရသလဲ။ခမအိုတဲ့ရှောက်ကြည့်ရင်ကဂျူဒရက်ဒရာစာရဲ့မျက်နှာပေါ်ပင့်ကူကြီးတစ်ကောင်ပြုတ်ကျလာတယ်။ဒီပိုင်ကသွားကူမလို့ဒါပေမဲ့ပင့်ကူတွေအများကြီးထက်ကျလာတော့သူတို့သတိကြီးကြီးထားပြီးခက်မြင်မြန်အပြန်ပြစ်ချနေရတယ်။ဒီစနစ်တန်တွေကအခြားတစ်ချောက်လူသားတွေကိုဖိတ်ခေါ်လိုက်သလိုပါပဲ။ပင့်ကူသားမကပြေးဝင်လာတဲ့တစ်ချောက်လူသားတွေကိုပါလက်မလဲအောင်တိုက်ခိုက်နေကြရတော့တယ်။ကျုံးတလုံးလုံးထွေးသက်ပုတ်နေကြရ သည်နောက်ဆုံးမှာဒရာဇာကဘုံပြစ်သွဲလိုက်မှနည်းနည်းသက်ရှိွက်ရသွားပါတယ်။အဲအကြောင်းကလေထွက်ပြေးတော့လေသူတို့တက်ကွင်းနဲ့ရောက်နေတာပဲလို့တည်သွားလို့ကြောက်နေရင်ဘက်ကိုပြေးသွားကြတယ်။အဲဒီမှာမထင်မှပဲလှုပ်ဝက်တကားတစ်ခုတွေ့လို့တိမ်မထူးနေမထူးအထဲကိုရဲစွန်ဝင်လိုက်ကြတဲ့အခါစစ်ဘက်သုံးတခွဲဟောင်းကြီးတစ်ခုတည်းရောက်သွားတယ်ဟုသတိထားမိလိုက်ကြတယ်။အထဲမှာမိုက်တွင်နဲ့အပြက်စီးတွေကြားမှာပုံပြက်နေတဲ့လူရိုးကြောက်တူပုံစံမျိုးမျိုးနဲ့ကြောက်မက်ဖို့ရှိနေတယ်။ဒရာဇာကလက်စစ်ဓာတ်ပေးဆက်ကိုတွေ့လို့ဝမ်းသာအားရဖွင့်လိုက်တယ်။ ဒီပိုင်းကလည်း Flynn Reed တထုပ်ကိုတွေ့ရလို့ရုပ်ရှင်ပြဆက်မှာတက်ပြီးဖြန့်ချိလိုက်တဲ့အခါမှာတော့ John ရဲ့တကားဝရဲ့အမှန်တရားကိုခခတိတိတွေ့လိုက်ကြပါတယ်။1946ခုနှစ်ဇူလိုင်လသိပ္ပံပညာရှင်တူရဲ့နောက်ဆုံးမှတ်တမ်းရုပ်ရှင်ဒီနေရာမှာသူတို့သိပ္ပံပညာရှင်တွေဟာဇီဝဓာတုဗဘုံးတွေကိုခွန်ပြိုးအောင်လုပ်နေကြတယ်။ဒါပေမဲ့ခုမှတ်တမ်းကိုမြဲခုမင်းနဲ့ရလို့မှာ which is vast scale အိမ်ဆင်ရှိတဲ့ငလင်ကြီးတစ်ခုလှုပ်သွားတာကြောင့်အဆောက်အဦတွေပျက်စီးသွားတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေဟာသူတို့ရဲ့စီမံကိန်းတွေကိုဖျက်သိမ်းပြီးအစိတ် တ်တောက်တွေကိုထိမ့်ချုပ်နိုင်ဖို့ပဲအာယုံစိုက်ခဲ့ရတယ်ဒီစိတ်တောက်တွေနဲ့ထိတွေ့ပြီးသူလူသားတွေသာမကတပင်တွေအင်းဆက်ပူမွားတွေပခြားဗီဇာနဲ့ပေါင်းဆက်သွားတယ်အချင်းကြုံတွေ့မှာပဲလူတွေဆိုရင်ဗလာလူသားဒါမှမဟုတ်တစ်ချောက်ကောင်လူသားဖြစ်ပြောင်းလဲသွားတာကိုတွေ့ရတယ်ဂူးဆက်ခံရသူတိုင်းငါးရက်အတွင်းသတိပြောင်းတတ်တယ်သူ့ဖိုက်မှာလည်းစပြီးပြောင်းလဲနေပြီအခုဖြစ်ရတဲ့စင်ကောင်းပါဘူးကဘာကြီးကိုတောင်းပန်ခဲ့သလိုဖျားသခင်ကလည်းသူတို့ကိုစနာခိနေတာထားလိုက်မယ်သူညှော်နေကြောင်းပြောသွားပါတယ်ဒါအပြင်ဆက်သက်ခန်းထဲမှာ ထောင်ပြည့်နှစ်နောက်ပိုင်းကထွက်တဲ့ဤပညာတွေကိုလည်းတွင့်ရှိလိုက်တယ်။အဲ့ဒီတဲကကွန်ပျူတာတလုံးကိုဖွင့်ကြည့်လိုက်ပါ။သူတို့ကနိုင်ငံတော်လုံးလုံးတာမဟုတ်ပဲညိုယိုဗီဇာသူတည်နာကော်ပိုရေးရှင်းတစ်ခုကလုပ်ပေးထားတဲ့အထောက်အထားတွေတွေ့ရတယ်။သူတို့တွေ့တဲ့ drone တွေကတခြားကောင်တွေစီက DNA တွေကိုစုဆောင်းပြီး super star တွေဖန်တီးဖို့ဂျိုးပတ်နေတာကိုသိသွားကြတယ်။ဒီလူအချက်တွေဟာနိုင်ငံတိုင်းအတွက်သိကို MDA များလုံးလာတယ်။အချိန်မစောဘဲချက်ချင်းထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်။ထွက်ခါခဏိမှာဒီပိုင်းကတကယ်လို့ဒီနေရာကလည်းသူမလွတ်ပြောက်သွားခဲ့ရင် င်းနဲ့တိခွင်ရတဲ့စက်ကန်တိုင်းဟာတန်ဖို့ရှိခဲ့တယ်လို့ပြောလိုက်ပါရင်အပြည့်ရောက်တော့ဒရဆာထောင်ချုပ်တက်ကြပြီးတော်တဲ့ကိုအရှင်ပြင်းပြင်းဆွတ်ခေါ်တာခံလိုက်ရတယ်ဒီဘက်ကချက်ချစ်တုတ်ပြန်ပြီးအနောက်ကနေအတင်းပြေးလိုက်တယ်ဒရဆာကိုမြင်းငကောင်နဲ့ဆွဲကွာတာမြင်နေရတယ်ဒရဆာကကျိုးကိုဖြတ်ဖို့ကြိုးစားပြီးပြသူ့ဓာပါလွတ်ထွက်သွားတယ်ဒီကြတဲ့သစ်ပင်တွေနဲ့သူ့ကောင်အရှင်ပြင်းပြင်းတိုက်မိလို့သတိလက်ပေါ်ရတယ်တစ်ချိန်ထဲမှာပဲဒီဘက်ကလည်းမိုးတဲ့ရေထဲမှာဒရဆာကိုလိုက်ရှာရင်ထူးဆန့်တဲ့အစွမ်းထက်ဒုံးကျစခန်းတစ်ခုကိုတွေ့လိုက် ရပါတယ်။ဒရစာလက်ပြွေချီနှောင်ဓာတ်ခံရပြီးတန်လန်ဆွဲခံထားရတယ်။ခိုးဒရဝါကသူ့နိုးလာအောင်သူ့ပိုက်ထဲဆက်ဝင်နေတဲ့တကန်းကိုဆွဲထုတ်လိုက်တယ်။ဒရဝါကထပ်ပြီးချီးကက်လာတဲ့အခါဒရစာကခြေထောက်နဲ့ကန်ပြီးလွတ်အောင်ယုံထွက်လိုက်တယ်။တိချောက်ကောင်ကတိုက်ခတ်မှုတိုင်းမှာဘာမှမဖြစ်ဘဲဒေါသတွေပဲပူကြီးလာတယ်။သူ့ကိုဓာတ်နဲ့လိုက်ပိုင်းနေတာကန်ကောင်းလို့ဒီပိုင်းချင်းမီရောက်လာပြီးတနက်နဲ့ပြေးချလိုက်တယ်။အယိုးစုကိုစစ်ဆေးကြည့်တော့ဝိဆုံကအနောက်တာဝါရဲ့ပထမဦးဆုံးစစ်သားဖြစ်နေတာကိုသတိထားမိသွားတယ်။ဒုံးပြစ်စင် င်ထဲကနေထွက်လာကြတော့ငလင်းကြောင့်ယုံစိမ့်မှုဖြစ်ပြီးမျိုးရိုးလိုဝန်းရံနေတဲ့တိမ်တိုက်တစ်ခုကိုတွေ့ရခဲ့တယ်သူတို့တရားတစ်ခုကိုဖြစ်လာတော့တစ်ပင်နဲ့လူသားရောရှက်နေတဲ့လူသေးကောင်မုံမြစွာပါဝင်တဲ့ပေါင်းဆက်သတော်ဝါစုကြီးအိမ်မောကြနေတာကိုအထိတ်တလန့်တွေ့ရပြန်တယ်သူတို့ထပ်ပေါက်ကိုမြင်နေလိုက်ရချိန်မှာဒရာစာရဲ့ဖနက်ကပေါင်းဆက်သတော်ဝါရဲ့ဆေးကတဲ့အရည်ရွနဲ့ကပ်ပြီးသူ့ကိုဖမ်းဖို့ကြိုးစားတာနဲ့ကြုံရတော့တယ်ဒရာစာလွတ်အောင်ယုံတယ်လို့ ။ဒီဘိုင်းကလည်းဝင်းကူးလေးချိန်မှာစနစ်တစ်ခုလုံးတက်ဝင်လာပြီးသူတို့ကိုဖမ်းချက်ဖို့ကြိုးပမ်းလာတော့ဒရာစာနဲ့ဘဝချက်နေရကူဘုံတလုံးဖြစ်သွင်းလိုက်တဲ့ဘုံပောက်ွဲပြီးပေါက်ဆက်တရဝါကြီးအတီးတိုင်လောင်ကျွမ်းနေတော့မှသူတို့ဖတ်ပြေးသွံ့မြောက်သွားကြပါတယ်။ဒိုးစကတ်ရဲ့တစ်ဖက်မှာဂျက်ကားတွေရှိတဲ့ဂူရောဟောင်းတစ်ခုသူတို့ထဲရောက်သွားတယ်။အော်တိုဆက်လက်တက်စင်ထားတဲ့ဂျက်ကားနဲ့သူတို့အရှိတ်ဘက်တတိုင်းရှိရာဟူတီမောင်းနေလာတဲ့အခါအပေါ်နဲ့ချိတ်ဆက်ထားတဲ့ကျူးပြတ်တချောင်းကိုတွေ့လို့ကားနဲ့ခိုင်အောင်ချီကားပေါ်ကဝင်းချီရေလုံးအကုန် နဲ့ကားကိုကြောက်သားနိုင်ရမှာ90ဒီဂရီတိုင်းမောင်းတက်လိုက်တယ်။အလုဖြစ်ပေမဲ့အရှင်ကပိတ်နှင်းလုံးတော့နှပ်ထက်တရဝါရီများကြီးကုတ်ကက်ခွဲကက်လာပြီးသူတို့ကိုလာတိုက်ခိုက်ပြန်တယ်။တစ်ချက်မှာတိုက်ခိုက်ရင်လေးပိုင်အောက်ကိုပြုတ်ကြတော့မလို့ grill long ဖြစ်သွားတယ်။ဒီအချိန်မှာ dresser က propane လို့လှမ်းအောင်လိုက်တော့လေးပိုင်လေကားနှုတ်ကဓာတ်ဝက်ကန်ကိုဖောက်ချလိုက်တယ်။တစ်ချက်ကောင်တွေ propane ရေတွေဆူရွှဲသွားတော့မှလေးပိုင်က flare တိုင်လေးကလို့အောက်ကိုပစ်ချလိုက်ပြီးတစ်ချက်ကောင်တွေကိုမီးရှို့လိုက်ပါတော့တယ်။တစ်ချက်ကောင်တွေအထိနာသွားသလို့ တို့ရဲ့ propane ခန်းငွေကံမှာကူးဆက်ပောက်ကွဲလို့ငှက်သားပြုတ်ကြမလို့ထပစ်သွားသေးတယ်။အပေါ်ကိုရောက်ခံသိပြီးဖို့သူတို့ဂျိုးကိုထွက်ချလိုက်တာနောက်ဆုံးနှချံတစ်ချောက်ကောင်မှာဂျစ်ကားနဲ့တူရင့်ချသွားပါတော့တယ်။သူတို့ထိုင်ရာတွေအထူးသဖြင့် drasser ရဲ့ဘက်ကထိုင်ရာမယုံနိုင်စရာအချက်မျက်နှာကိုတွေ့ရတယ်။အိမ်မဆိုးကနေလက်နိုးလာကြလို့သူတို့ခံစားနေကြရတယ်။ drasser ကသူတို့မှာကူးဆက်မှုရှိမရှိမသိနိုင်လို့နောက်ထပ်၅ရက်တွင်လူကြီးခွင့်နေဖို့အကြံပေးတယ်။တကယ်လို့ကူးဆက်ခံခဲ့ရရင်တော့ကျန်တဲ့သူကလုတင်တာလု ်ရမယ်တဲ့ဟိုဘက်ကိုပြန်ကူးဖို့အတွက်ရုရှားလက်နက်တွေမှာ C90 ဂျေတနက်ရှိတယ်ဘော်ကာလေးတစ်ခွက်စီတောက်ပြီးတော့မှဒီပိုင်းကသူတို့ကငါ့ကိုတင်မထူးနေမထူးဖို့ရွေးတာဒါပေမဲ့အခုတော့သူ့အတွက်တက်ရှင်ဖို့အကြောင်းပြချက်ရှိသွားပြီဟုဒရာဆာကိုစိုက်ကြည့်ပြီးပြောလိုက်တယ်ဒီတော့ဒရာဆာကလည်းဖြစ်စ်မှာဘေးကင်းတဲ့နေရာတစ်ခုရှိတယ်သွားချင်ရင်ပေါ်တဲ့ဒါပေမဲ့တစ်ချောက်လူသားတယောက်မှအပြင်းကပါဘူးရွတ်ထွက်သွားလို့မင်းကလွတ်သွားခဲ့ရင်မတွေးရစရာဒါကြောင့်ကြောက်တကားဝဟုသူတို့ဖြက်စီးပြီးမှကွာမယ်လို့စိတ်ပိုက်ဖြက်လိုက် ကြပါတယ်။ဒီဘက်ရနောက်ဘက်တာဝါကိုပြန်ဖို့အချိန်ကျပါဘူး။ Crosshawk က6ရက်နေလို့မှတရေမပြောင်းရင်သူတို့ clear ဆိုတာမမေ့နဲ့လို့မှားတယ်။ရ30ပြည့်အစီကလာတင်တော့ဘတ်တိုလူမီကသူတို့ရဲ့သူတွေ့သနာကွန်ပျူတာစနစ်နဲ့ drone တွေပွက်လာတယ်။ Min Joe ငေးတကားဝတဲ့ကိုစင်းသွားသေးလားလို့မေးတယ်။ဒီဘက်ကကြည့်ရတာခပြန်ကဆရာကြီးစပဲလို့ပြောလိုက်တယ်။ဒီတော့မှဘတ်တိုလူမီကသူတို့ကကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမလိုက်နိုင်တဲ့ American စစ်တပ်ကြီးပေါ်လာဖို့သူတွေ့သနာလုပ်နေတာ။တကယ်လို့မင်းမသွားခဲ့ဘူးဆိုရင်အရှိ ီဘက်ကသူကသွားတာဖြစ်လိမ့်မယ်ဒီတော့သူ့ကိုရှင်းပြလိုက်လို့ plan ခိုင်းလိုက်ပါတော့တယ်ဆက်သွယ်မှုပြီးဆုံးချိန်မှာဒီဘိုင်းနဲ့ Drasa တို့တပူးတော်တော်ရှိနေခဲ့တဲ့ပုံဘာတော်လူမိစီ ရောက်လာတယ်ဒီတော့ဘာတော်လူမိကတမှု လီပိုင်းတစ္ဆာဖောက်ပြီးမနေ့ပြန်သွားကြမယ်အဖွဲတွေကိုစုထားလို့တနေ့ရရာကိုလှမ်းမိတ်ပေးလိုက်ပါတယ်နောက်တနေ့မှာလီပိုင်းနဲ့ဒရာစာတို့ကသူတို့ကြိုတင်တိုင်ပင်ထားတဲ့အတိုင်းလုံဆရာရှိတာတွေကိုဆက်လုပ်နေကြတယ်စကားပြောချိန်နာတော့သူလက်ချစ်တယ်လို့ဒရာစာကစာပြန်လိုက်တာလီပိုင်းပျော်သွားတယ်ဒီအချိန်မှာပဲမြို့ရုပ်ဗီဇကော်ပိုရေးရှင်းကရဲရင်တစည်းအချောင်းကိုကြပဲရောက်လာလို့သူတို့ပြေးရမယ်ဆိုတာသိသွားကြတယ်အနောက်တာဝါမှာရဲရင်ဆင်းတယ် ။ထဲမှာရောအနာဝင့်ကျင်မှာပါလေးပိုင်ကိုသူတို့မတွေ့ကြ။ဒါဆိုရင်လည်းလေးပိုင်ကိုပါပြစ်တက်လိုက်လို့ဘာစလိုလူမိတာအမိန်ပေးပါလေ။အရှိနဲ့တော့တတော်တော်မှာတိုက်ခိုက်ရေးဒုံးတွေဝဲပြန်လာတယ်။ဒုံးပစင်ကလေးပိုင်ကိုတွေ့ပြီးနောက်ကနေလိုက်ပြစ်လို့သူချလောက်တန်းရရသွားပြီမယ်။အမြန်ပြန်ပြစ်ချနိုင်လိုက်တယ်။တစ်ဖက်မှာတော့ဒရာစားစားဒုံးနှစ်စင်းတဒန်းနဲ့ဖြစ်မဲ့အချိန်ကိုစောင့်ကြည့်ပြီးတစ်ချက်သေးနဲ့နှစ်ကောင်ထိအောင်ပြစ်ချလိုက်တယ်။ပြီးတော့သူတို့နှစ်ဦးကြိုတင်တိုင်ပင်ထားတဲ့နေရာကိုအတိအကျရောက်သွားကြတယ်။လေးပိုင်ကတော့ထုံးနဲ့ထုံးနေနေပေါ့ စာကြည့်တဲ့ထဲမှာဘာတိုလူမီက device ဆိုတဲ့စာသားနဲ့အကြာကြီးဖုံးထားလို့မရတဲ့အရာသုံးခုရှိတယ်။နေရယ် line အမှန်တရားရဲ့မြတ်ဗုဒ္ဓလိုရေးထားတာပြုလိုက်ရပါတယ်ဒီအချိန်မှာဒီဘက်ကအနောက်ဘက်ကဂျေရုစနစ်ကိုပိတ်ချလိုက်တယ်လို့ဂျွာစာကလည်းအရှိဘက်ကစနစ်ကိုပိတ်ချလိုက်တယ်သူတို့ကစာကလေးကတစ်ခုခုပေါက်ရင်ကျန်တဲ့အကုန်လုံးခုဆအောင်လှူထားတော့ကြော့ကမ်းမမဂျေရုစနစ်တွေတစ်ခုပြီးတစ်ခုစက်တိုင်းတော်ဝုံပျက်စီးသွားတယ်ခါတော့ဖုံးပွဲဆက်တွေအကုန်ပျက်စီးပြီးကြော့ငရဲ့တကားဝါရင်အမောင်ပဲချက်ကိုကဘာစနစ်တွေခြားပြလိုက်တယ်လို့ဖြစ်သွားပြီလို့ဘာတော်လုံးမိကသူ့လူတွေကိုပြောပြလိုက်တယ်တဆက်တဲ့လေကြောင်းချက်ပြစနစ်ကလည်းညီ လာတယ်။မလေးကတွေ့ခဲ့တဲ့ဒုံးစင်အသက်ဝင်သွားတယ်။အားလုံးပောက်ပွဲဖို့2မိနစ်ပဲလိုတော့တယ်။ဘာသူလူမိကရဲရင်ကိုအမြန်တက်ခိုင်းတယ်။ကြွာစားစားလုံးကြိုရာကိုအချိန်မီရောက်သွားချိန်မှာပောက်ခွဲမှုကြီးဖြစ်သွားပါတော့တယ်။ပောက်ခွဲမှုလိုင်းကဘာသူလူမိတို့ရဲရင်ကိုကက်ကြသွားစေခဲ့သလိုလီပိုင်းကလည်း6ရက်တည်းအကြောင်းတတ်မှတ်နေရကိုအချိန်မီမရောက်ပဲပောက်ခွဲမှုလိုင်းနဲ့တူပြီးရေတကောအောက်ကိုပြုတ်ကျသွားပါတယ်။ ကျွာစာကဂူဂူထဲမှာ၆ရက်တိဆောင်ပြီးလီပန်းကို မျောနေပေမဲ့သူ့ချစ်သူကချိန်ထားတဲ့နေရာကိုရွှတ်မလာနိုင်တန်ခဲ့ပါဘူး။ရလဲငယ်ကြားတဲ့အထိပြည်သူနိုင်ငံရှေ့ပိုင်း if ရက်မှာကျွာစာဟာသူ့ချစ်ဆုံးသူနဲ့ပြန်ဆုံတွေ့နိုင်ဖို့မျောနေမိသေးတယ်။ဒါပေမဲ့လီပန်းပေါ်မလာခဲ့ပါဘူး။ April ကျွာစာဟာစားပေါက်ဆိုင်ဒီဇိုင်းမှာစားပေါက်သူတွေကိုဝန်ဆောင်မှုပေးနေတယ်။စားဝိုင်းတဝိုင်းကမှားထားတဲ့ဟင်းမြကိုလာချပြီး ပြန်လှည့်လိုက်တော့ခလလန့်ကဝိုင်းမှာ သူကိုထိုင်ကြည့်နေတဲ့ဇီပိုင်းကိုတက်အောင်တွေ့လိုက်ရတယ်။သူတို့ချင်းနှလုံးချင်းစုံချိန်မှာတော့ကြောက်တကားဝတုံးကသူတို့စပြွေကြတုံးကလိုပဲဇီပိုင်းကရုံသားပိုင်မဟုတ်စားမယ်လို့စားထောင်ပြီးလမ်းမာနေရဘူးတွေ့လိုက်ရပါတော့တယ်။ကြီးစုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။